ကျွန်တော်အပီးရဲ့ fan တွေကတော့သဘောပေါက်တယ်နားလည်တယ်ကျွန်တော်လည်းအခုလုပ်နေတယ်ဟုတ်ကဲ့ဘောက character တွေလုပ်တယ်ဆိုတော့သဘောပေါက်တယ်သူတို့ကပြန်ရှင်းပြတာပေါ့နော်ကျွန်တော်တော့မပြောတော့ဘူးကြိုက်တယ်လို့မဟုတ်ပါဘူးကျွန်တော်ခုနပြောသလိုဒီစနေပဲနေတော့အေးဘောဘောဒီရိုက်နေတဲ့အချိန်ကတော့အဲ့ဒီ character ဆိုတော့အဲ့ character အဲ့ character ပဲပေါက်တာတော့ဟုတ်ပါဘူးအဲ့ဒါဘာမှအထူးစံတဲ့ကိစ္စမဟုတ်ပါဘူးဒီလိုဟိုအခြားသူတွေလည်းအပြင်မှာဖောက်ဖောက်ထားတဲ့သူတွေရှိလာတယ်နော်ဒါဒီကိစ္စဒါကြီးကအရေးအထူးစံတဲ့ကိစ္စမဟုတ်ပါဘူး ြိုက်တော့မဟုတ်ဘူးကျွန်တော်က character အတွက်လိုအပ်လို့ကျွန်တော်လုပ်တော့ကျွန်တော်ရဲ့အပြင်ပုံစံအတိုင်းကဒါဒီဒီတိုင်းပဲဒါကျွန်တော်ပုံစံပဲကျွန်တော်ရဲ့ဒါအခုဖြေနေတဲ့ပုံစံကကျွန်တော်ဝိုးပုံစောက်ပုံကျွန်တော်ရဲ့ပုံစံဒါဒါအမှန်ပဲဒါပေမဲ့ကျွန်တော် character ကျွန်တော်ရိုက်ရမယ့်ဇာတ်ကောင်အတွက်ကျွန်တော်လိုအပ်လို့ရှိရင်တော့ကျွန်တော်လုပ်တော့ကျွန်တော်အခုအဲအဲ့ဒါတွေဖောက်တယ်ဆိုတာလည်းကျွန်တော်ကြိုက်လို့ကျွန်တော်ရဲ့အပြင်စိတ်နဲ့ကျွန်တော်ဖောက်တာမဟုတ်ဘူးကျွန်တော်ရဲ့ကျွန်တော်ဖန်တီးမဲ့ character အတွက်ကျွန်တော်ဖောက်တာ တော့အဲဘယ်လိုပေါ့မလဲ character ဆိုတော့ကိုမဟုတ်တဲ့ character ပေါ့နော်ကိုမဟုတ်တဲ့ character ဖန်လေးရဖြစ်တဲ့အဲကိုမဟုတ်ချင်လို့နောက်တစ်ယောက်ကြောင်းနေတဲ့စိတ်နဲ့နောက်တစ်ယောက်ကြောင်းအောင်လို့အဲပုံစံမျိုးတွေကအဲဖန်လေးလိုက်တဲ့ပုံမှာအပြင်းစင်းနေဆိုတော့ကျွန်တော်အဲ့ဒါလေးကိုကြိုက်တယ်ပေးဆက်တယ်လည်းမဟုတ်ပါဘူးကျွန်တော်ဘယ်လိုပေါ့ပေးဆက်တယ်ဆိုတဲ့စကားကြီးကိုကျွန်တော်မသုံးလို့ရှင်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကတင်းဆောင်ဖြစ်တဲ့အတွက်ဟိုဘယ်လိုပေါ့လဲဒါလုတ်တင်လုတ်တိုက်လို့လုတ်တာပါပဲကျွန်တော်မှမဟုတ်ဘူး ကျွန်တော်ဒါလေးလုပ်တယ်ဆိုတော့ဘာမှမဟုတ်ဘူးကျွန်တော်ရဲ့စိတ်ထဲရောပေါ့နော်ဟိုဘာအဲ့ဒါကြီးကျွန်တော်ကြီးကြီးလေးလေးကျွန်တော်အများကြီးမပြောသေးဘူးကျွန်တော်ကာရက်တာတစ်ခုရပဲကျွန်တော်လုပ်လိုက်တယ်ပေါက်လိုက်တယ်ဒီလောက်ပဲပေါ့နော်ပေးဆက်တယ်မပေးဆက်တယ်ကျွန်တော်အဲ့လိုမျိုးကြီးကျွန်တော်ကျွန်တော်ကောင်းလို့မလည်းမရှိဘူးအလောက်စကလုံးနဲ့ကိုယ်ကိုတိုင်းတာရောက်တော့တဲ့အထီးတယ်ကျွန်တော်ကလည်းဘာကောင်မှလည်းမဟုတ်ဘူးဒီတော့ကိုယ့်ဟာကိုကိုယ့်ရဲ့တေးဥဆောင်ကိုကိုယ့်ရဲ့ကာရက်တာကိုခံနေတဲ့စိတ်ကိုယ်နဲ့ကြိုးစားနေတဲ့သူတွေအောင်နေတဲ့ပြီးတော့လုပ်လိုက်တာရှိတယ် ်ခွင်ရရရင်တော့လုပ်ချင်တာပေါ့နော်။ခွင်ရရရင်တော့လုပ်ချင်တာ။ဟိုအဲ့လိုမျိုး character တစ်ခုမတူအောင်ပေါ့နော်။ဟိုကိုယ်အသက်ရှင်နေတဲ့အချိန်ကြီးမှာမတူအောင်တော့လုပ်ချင်တာလို့ရှိတယ်။ဘောတချို့ကြောင့်လည်းဘယ်လိုပဲပေါ့ဘာလို့ဖောက်လိုက်တာလဲ။ဒါတော့ဒါပေမဲ့အချိန်တိုင်းတော့ပြီလာမှာပါ။ကျွန်တော် character တစ်ခုအတွက်အရေးယူရှင်ကထွက်လာရင်တော့အော်ကျွန်တော်ဒီကားတွေဖောက်တာလေဆိုတော့ပြီလာပါတော့။အဲတချို့ကြောင့်လည်း ကာရီတာနဲ့ဖောက်တိုင်းဆိုတော့နားလည်တာပဲအချို့ကျတော့လည်းဒီလိုဖောက်တိုင်းတင်တာပဲအဲတော့တကူးတကလည်းကျွန်တော်ရရင်လည်းဟိုအရှင်းတော့ဘောနော်အရှင်းတော့ဆိုတာရုပ်ရှင်ကထွက်လာလို့ရှိရင်အော်ဘယ်လိုဖြစ်ပြီးအော်ဒီတာကြောင့်ဖောက်တာလေအဲ့လိုပဲမြင်သားမယ်ဆိုကျွန်တော်ပြောပါတယ်အခုလည်းကျွန်တော်ကဖြုတ်လိုက်ပြီးအိတ်ကရိုက်ပြီးရဲကရိုက်ပြီးပြီးချင်းနဲ့ကျွန်တော်ဖြုတ်လိုက်မြင်သားလို့ကျွန်တော်ပုံစံကိုလိုမြင်နေရတာဒီတိုင်းမျိုးပါမမရှိနေကြတော့ဘာလို့ဒါကကိုယ်ကြိုက်နေကိုပဲလေလူတိုင်းကတော့ကိုယ်ကြိုက်နေကိုပဲ ကိုကြိုက်တာကိုလုံခွင့်ရှိတယ်သူများမထိခိုက်ပြီးတော့ကျွန်တော်ကတော့လို့ဆိုပြီးဟာကိုကိုကြိုက်တာကိုလုံခွင့်ရှိတယ်သူများကိုမထိခိုက်ပြီးတာပဲအဲ့လိုပဲကျွန်တော်ကတော့မြင်တယ်ဘာမှတော့ကျွန်တော်မမြင်ပါဘူးအဲ့ဒါလေးကိုကြိုက်လို့ကိုလုံတာပဲအဲလိုပဲဖြစ်ဖြစ်ဒါအဲ့လိုအဲ့လိုမျိုးပေါ့နော်ဒါလူတယောက်တည်းစိတ်ကတော့ဘယ်တူရမလဲအဲ့တော့ပြောမယ်ဆိုရင်ကျွန်တော်အဲ့လိုအဲ့လိုပြောကြည့်ဆိုရင်ပေါ့နော်ကျွန်တော်အဲတစ်ခါအမြန်တမ်းမှာကားပြတ်တော့အောင်ဆိုရင် တော်လမ်းမှာအမြန်လမ်းမှာလောကကားပြတ်သွားညပြတ်ကြည့်ဘူးကားလုံးဝဆက်မောင်းလို့မရတော့ကျွန်တော်ကားဟိတ်တက်သွားတဲ့အချိန်မှာအဲ့မှာကျွန်တော်တို့ကားတွေတားကြတားကြတားကြပြီးနောက်ဆုံးအဲနောက်ဆုံးရက်ပြီးတဲ့ကားကကျွန်တော်တို့ကုန်တင်ကားပေါ့နော်ကုန်တင်ကား truck ကားမောင်းလာတဲ့အကိုကြီးနှစ်ယောက်ပုံစံတွေကလုံးဝတက်တူးနေတယ်လုံးဝတက်တူးနေတယ်ပုံမှန်ဆိုရင်အခုကျွန်တော်ခုနပြောသလိုလူတွေကိုအမြင်နဲ့ဆုံးဖြတ်မယ်ဆိုရင်အဲဒီလူမျိုးကိုကျွန်တော်တို့ဘယ်လိုယုံကြည်မလဲပေါ့ဆိုတဲ့စိတ်တွေဖြစ်မှာပဲလေ ဒါပေမဲ့ပုံစံနှစ်ယောက်လုံးကတတူးအပြည့်နဲ့ကိုကျွန်တော်တို့အစားဆုံးလုံးဝအကုန်ကူညီသွားတာအကိုကြီးနဲ့ရောက်ကလုံးဝလုံးဝပေါ့နော်ကျွန်တော်လုံးဝတကယ် respect လေးစားပါအဲ့တော့ကျွန်တော်အဲ့မှာ message တစ်ခုရပါတယ်လူမျိုးကိုယ့်ရဲ့စိတ်နဲ့ပုံမှန်တူမြင်နဲ့အပြင်ပုံစံနဲ့ဆုံးဖြတ်လို့မရဘူးပြောကျွန်တော်ကောင်းကောင်းယူနားလည်သဘောပေါက်ပါတယ်အရင်တည်းကလည်းကျွန်တော်အဲ့လိုစိတ်ရှိပါတယ်လူအများနဲ့ကျွန်တော်ပြောပါတယ်လူတယောက်ကိုပြင်မှန်းကြည့်ပြီးတော့ဆုံးဖြတ်လို့မရဘူးသူရဲ့ပုံမှန်တူမြင်ကိုကြည့်ပြီးတော့လူကလူလိုလားလူကောင်းလား ဆုံးဖြတ်ပိုင်ခွင့်လည်းမရှိဘူးဆုံးဖြတ်လို့လည်းမရဘူးလူတွေရဲ့အတွင်းစိတ်ကိုသိချာမသိပဲနဲ့ဒီရောက်ရဲ့အကြောင်းမပြောတော့အကောင်းဆုံးပေါ့နော်သိရင်တော့မှဒါပြောတင်မပြောတင်ဆိုတာရှိတယ်မပြောတင်တာကတော့ပုံများတာပေါ့နော်ဘာလို့လဲဆိုကိုယ်နဲ့လည်းမဆိုင်ဘူးလေအဲ့လိုဆိုတော့ခုနကပြောသလိုအပြင်ပုံမှန်တွေ့မြင်ပါ냐တွေကိုကြည့်ပြီးဆုံးဖြတ်မယ်ဆိုရင်တော့ဒါရာဂိုင်းတော့မှားမှာဆိုပေါ့နော်ဒီဆိုတာကတော့အရေးကြုံမှာတကယ်တကယ်ကောင်းကြီးမှာဘာပြောကြီးမှာဒါတေချာထဲထဲဝင်ဝင်ကိုယ်နဲ့လက်တွဲလာမှာ တယောက်ကြောင်းဆိုတာကပြီးတာဆိုတော့ပုံမှန်တော့ကြည့်ပြီးမဆုံးပြကြပါနဲ့လို့ကျွန်တော်ကြံပေးတယ်ပါပြတ်ပါဦးမပြတ်ဘူးဆိုတော့ကျွန်တော်ကစကားရလို့ဆိုရင်အဲ့ဒီကာရီယာစိတ်နေမျိုးကျွန်တော်နေတယ်ဆိုတော့ကျွန်တော်အေးချမ်းမောင်စိတ်တယ်မဟုတ်ဘူးကျွန်တော်စိတ်ကိုကျွန်တော်ကြောင်းပြီးတော့အဲ့ဒီဖောက်ထားတဲ့ကောင်းဆိုတဲ့စိတ်နေပဲကျွန်တော်နေတာဆိုတော့အဲ့လိုမျိုးရှိပါတော့ဒါအသားကြောင်းတော့ဒါဒါပေမဲ့ရပြူရတဲ့အချိန်မှာရရပြီးခြင်းနဲ့အကုန်ပြီးသွားပြီဆိုအကြေသွားပြီဆိုကျွန်တော်ကုန်ပြတ်ထုတ်လိုက်